စာပိတာဥခွက်ပကံများမစေးကြောပဲအချိန်ကြာရှည်စွာမထားကောင်းအချိန်ကြာရှည်စွာထားပြီဆိုရင်ကျန်းမာရေးအတွက်လည်းမကောင်းသလိုမကောင်းတဲ့တရေတစေတွေကဝင်ရောက်စီးနင်းပြီးစားသုံးတက်ကြရဲလို့လည်းအယူအဆရှိပါတယ်။ဒါကတော့တာမန်အားနဲ့တွေးမယ်ဆိုရင်ပုတ်တိုးလာတဲ့စားကျွင်းစားကြံများကြောင့်မြက်ပတ်ပေးရပြီးယောဂရနိုင်တယ်လို့တွေးဆလို့ရပါတယ်။နီတိအလိုအရကအိမ်တော်ရှင်မရဲ့ကိုကျင့်တရားအိမ်မှုကိစ္စနိုင်နှင်းမှု အိမ်ရှင်မပြီးသားမှုကိုအပြစ်ဆိုဖွယ်ရာရှိပါတယ်။ မြမစေးပညာဝိဇာတရာနရာပညာရက်နဲ့ကြည့်မယ်ဆိုရင်အသိဉာဏ်မြင့်မားတဲ့လူသားတွေအနေနဲ့မိမိတို့ရဲ့ခန္ဓာကိုယ်အတွက်မလိုလားတဲ့အငြိအကျေစသည်တို့ကိုစွန့်ပစ်ပြီးတဲ့အခါမှာတက်စင်အောင်တုတ်တင်ရှင်းလင်းစမြဲဖြစ်ပါတယ်အကျိုးဆက်အနေနဲ့ကတော့လူတွေရဲ့စားကျွင်းစားကြံတွေကိုစားတောက်ဖို့အတွက်စောင့်နေတဲ့နာနာဘာဝတွေကိုစွန့်ခြင်းမဟုတ်တဲ့အတွက်လူနေအိမ်အတွင်းဝင်ရောက်ခြင်းမပြုနိုင်တဲ့ ပုံကူတွေကိုမြင်တာမြင်ရပြီးတော့မှမစားရစေတဲ့သဘောကိုတက်ရောက်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကအဆောင်နေတဲ့အချိန်မှာအခန်းဖော်တငယ်ချင်းတစ်ယောက်ရှိပါတယ်။သူ့ရဲ့နာမည်ကတော့မောင်ကျော်လို့ခေါ်ပါတယ်။တနေ့မှာအဲ့ဒီမောင်ကျော်ကညနေမှအိမ်ကိုပြန်ရောက်လာတယ်။သူစားဖို့အတွက်ခေါက်ဆွဲကြော်တထုပ်ဝဲလာတယ်ပေါ့နော်။အဲ့ဒါနဲ့သူစားဖို့အထုပ်ဖြီတဲ့အချိန်မှာကျွန်တော်ကိုယင်ကျွေးပါတယ်။ အကိုစားပါအောင်နဲ့ကျွန်တော်ကတော့ဘိုက်မစားတဲ့အချိန်မို့လို့မစားဘဲညင်းလိုက်ပါတယ်အဲ့ဒါနဲ့သူကဘာထားပြောလဲဆိုတော့ခေါဆွေးကြော်တွေကအများကြီးပဲစားကျင်တဲ့လူလားစားကြဆိုပြီးတော့မှအော်ပြောလိုက်ပါတယ်သူပြောလိုက်တာကတော့ဘေးအခန်းကရှိတဲ့အခန်းပေါ်တငယ်ချင်းတွေကိုပါစားလို့ရအောင်ပြောတာပါဒါကိုကျွန်တော်လည်းသိပါတယ်ဒါပြီးတဲ့အချိန်မှာတော့အမှုမဲ့အမှတ်မဲ့ပဲပေါ့ကျန်တဲ့ခေါဆွေးကြော်တဝက်လောက်ကိုဗီဒိုထဲထည့်ပြီးကျွန်တော်တို့အိတ်လိုက်ကြပါတယ်အိတ်ပျော်နေတဲ့အချိန်ဘလောက်တောင်ကြာသွားလဲမသိပါဘူးမောင်ကျော်ရဲ့အော်ဟစ်ရုံးကန်နေတဲ့အတန်းကြောင့်ကျွန်တော်နိုးလာခဲ့ပါတယ် ကြီးလိုက်တဲ့အချိန်မှာမောင်ကျော်ကခြေကားရလက်ကားရနဲ့အော်ဟစ်ရုံးကန်နေပြီးတော့မှတစုံတရာကိုတွေးလို့အရန်ကိုကြောက်ရွံ့နေတဲ့ပုံစံဖြစ်နေပါလေ။အဲ့ဒါနဲ့သူ့ကိုလှုပ်နှိုးတော့နှိုးလို့လည်းမရပါဘူး။ကျွန်တော်လည်းဘာလို့ရမှန်းမသိတာနဲ့အဆောင်မှုကိုသွားခေါ်ပြီးတဲ့အချိန်မှာရှီမန်းနေပါလေတိုက်ပရိတ်ကျိုးတွေပါလေဆွဲပြီးလိုက်မှာပဲပြန်ပြီးတော့မှတတ်တာသွားပါတယ်အဲ့ဒီအချိန်မှာကျွန်တော်လဲတတိယသွားတဲ့အတွက်ကြောင့်မလို့ဗီဒီယိုထဲကခောက်ဆွဲကြော်ပကံကိုယူပြီးတော့မှအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်တတိလဲလာတဲ့အချိန်ကြမှာမေးတဲ့အခါဘာအကောင်ကြီးလဲမသိဘူးမဲမဲနဲ့အကောင်ကြီးက သူ့အပေါ်အတင်းတက်စီးနေတယ်ဆိုပြီးတော့မှပြောပါတယ်။ဒီចောင်းဆောင်တွေကနှစ်ပေါင်း20ကျော်ပြီလေ။တခုခုရှိရှင်ရင်လည်းရှိမှာပေါ့။ခမည်းကစားရှင်တဲ့လူလာစားလို့လည်းပြောသေးတယ်။ခောက်ဆွဲပကံကိုဗီဒီယိုထဲထည့်ပိတ်ထားတော့သူကဒေါသထွက်ပြီးလေပင်ညှက်ပြီးပေါ့လို့ပြန်ပြောလိုက်ပါတယ်။ဒါကတော့ Canary ဆိုင်ရာယူဆအနေနဲ့မလိုလားအတော်တဲ့စားကြွေးစားကြံတွေကိုမစွန့်ပြစ်ပေးထားခြင်းကတရန်သူတရုတ်မူချင်းဆိုတဲ့ယူဆအရမိမိတို့ရဲ့အင်ဂျီဟာအတွင်မလိုလားအတီတို့ကိုစူယုံသိမ်းစီးထားခြင်းဖြစ်တဲ့ပြင် အိမ်ချက်တရေကောင်းချင်းမင်္ဂလာတို့ကိုရုံရော့စေတဲ့သဘောဆောင်သည့်ဖြစ်ပြီးတားမြစ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်